နောက်ပြီးတော့ဒီခရနီကတိုက်ပွဲသတင်းနဲ့ကျွန်မဆက်ချင်ပါတယ်ခရနီပြည်ထဲမှာတော့စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားတဲ့မြို့နယ်တွေဘက်ကိုထိုးစစ်တွေလုပ်နေတဲ့အတွက်ခရနီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ထိတွေ့မှုတွေဖြစ်ပွားနေပါတယ်ခရနီပြည်ထဲကအခုဒီလွိုက်ကော်မြို့နယ်အပါအဝင်မြို့နယ်ခုနှစ်မြို့နယ်ထဲမှာရွေးကောက်ပွဲလှုပ်သွားမယ်ဆိုတာမျိုးစစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဩဂတ်စ်လထဲမှာကြေညာထားတာဖြစ်ပါတယ်အဲ့ဒီမြို့နယ်တွေတဲကမှာအခု ဆိုရင်ဒီမော့ဆိုမြို့နယ်ထဲမှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်နေပြီးတော့ဖရူဆိုနယ်ဘောလခဲမြို့နယ်တွေမှာထိတွေ့မှုတွေရှိလာနေတယ်လို့ခရနီတော်လန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်ထိတွေ့တိုက်ပွဲတွေအပြင်စစ်ကော်မရှင်တပ်ကစစ်အင်အားကိုပါထပ်ပြီးတော့တိုးချလာတယ်လို့ခရနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတ်တကဗျူဟာမှုတယောက်ကပြောပါတယ် ဒီမော့ဆိုမြို့နယ်တဲကဒေါငန်ခါရွာဘက်မှာတော့တိုက်ပွဲတွေကအရန်ကိုပြင်းထန်နေသလိုလေကြောင်းအပြင် short တိုက်ဒုံးလက်နက်ကြီးနောက်ပြီးတော့ drone တွေနဲ့ပါနေတိုင်းပြစ်ခတ်တိုက်ခိုက်နေတယ်လို့စစ်ဘေးရှောင်တွေကပြောကြပါဗျ